ဘုံပေါင်ခေဆရာတော်ဥပုပ်ဆရာတော်ဒီတိလသမာတိပညာဂုံကြီးကြောင့်အင်းဝါနဲ့အမရပုရနေပြည်တော်တွင်ဘယင်အကိုကွယ်ခံရာဇဂုရုဆရာတော်ကြီးဖြစ်ခဲ့သည်။ဘာကြီးတော်နှင့်တာယာရီမင်းလက်ထက်တွင် အထူးထင်ပေါ်ခဲ့သည်။သခိုင်းတိုင်းအလုံးမြုပ်နယ်ညောင်ကန်ရွာဇာတိဖြစ်သည်။ဘုဆဘုတ်လေဘုဆုံးဟူ၍ဆိုရွတ်တွင်သည့်အထိစာပေအရာတွင်တတ်တိလာသည်။ ပါဠိနေတယဇဂပြေကဗျာတပုံအမွန်ဂါရာစုံစာမျိုးစုံပြုစုခဲ့သည်ညာရှင်လူအလုံးလေးစားကြည်ညိုကြရသည့်ဆရာတော်သည်ပေစာကိုလက်တွင်ကန်ရင်းဝိညာဉ်ချုပ်သွားသည့်အထိစာပေတောင်းထမ်းရခဲ့ပါသည်ဂုံပေါင်ခေတင်ကစားဆရာတော်တင်ကစားဆရာတော်သည်တစ်ဖက်သားနားဝင်အောင်ပုံတူပတ်စာကလေးများဥပမာဥပမေယများဖြင့် ပြောဟောဆုံးမလေးရှိသည်အလွန်စကားပြောကောင်းပြီးဟာတညံဇဝနာညံကောင်းသူလည်းဖြစ်သည်ငင်းချံခရိုင်တလုံးမြို့ပေါ့ချောင်းရွာစာတိဖြစ်သည်ပကံမင်းမင်းတော်မင်းနဲ့တီဘောမင်းတို့လက်ထက်တွင် ထင်ရှားပြီးမန္တလေးမြို့သည့်တင်ကစားချောင်းအနီးတွင် မင်းတုံးဘရင်ကចောင်းဆောက်ကိုးကွယ်ခဲ့သည့်အတွက်တင်ကစားဆရာတော်ဟုထင်ရှားသည် ဘွဲ့တော်မှာအရှင်အဂ္ဂဓမ္မဖြစ်ပြီးရာဇာတိရာဇဂုရုဘွဲ့တစိတ်တော်ကတ်လူချင်းခံရသည်ဆရာတော်ပြုစုခဲ့သည့်တိန်ဃာလောဝါဒဆုံးမစာမှာတပည့်ကျင့်ဖို့ဆရာကျင့်ဖို့စသည်တို့ကိုကြပြားလေးများဖြင့်ရေးသားထား၍ကြက်မှတ်ရလွယ်ကူလာပါသည်ပြတိချခေမန်လေဆရာတော်ဆရာတော်သည်တာယာရီမင်းလက်ထက် စကိုင်းတိုင်းအင်းတော်မြို့နယ် မန္လေမြို့ဇာတိဖြစ်သည်ပိဋကစာပေကျမ်းစာများကိုငယ်စဉ်ကပင်ဆရာနီးကြကြသင်ယူခဲ့ပြီးဘင်္ဂါလီ နာဂရီတိဟိုတက္ကတမာဂရစသည့်ဘာသာမျိုးစုံကိုပါရဂူမြောက်လည်လာတက်ကြွသည်အရေးအဟောအကျင့်ဘတ်စုံထူးချွန်တော်မူပါသည်ကျမ်းစာပေါင်း60ကျော်ဖျားရှိခိုး71မျိုးမောင်းထောင်းတေအန်တော်တခြင်းဒွေးချိုး လေးချိုးတိထက်ယတုတန်ချိုးဘုန်းကြီးပြန်ငိုခြင်းမှာအစကဗျာမျိုးစုံစာမျိုးစုံရေးပွဲခဲ့ပါသည်မဟာတုဒ္ဒဂါရီမဂဒေဝလင်္ကာကျမ်းမှာဘုဟုတ္တရဗန်ကြီးတပွဲ စာပေဝါဒနာပါသူတိုင်းလက်ကင်ထားရသည်အကမဟာပန္တိတာဘွဲ့ဆက်ကခံရပါသည်ဆရာတော်ဒီတက်တော်89နှစ်တွင်ကျန်တော်မူပါသည်ဆရာတော်၏သီလတကူကြောင့် မပုံမသောပကတိအတိုင်းတည်ရှိနေသည့်ယုတ်ကလတော်ကိုယနေ့တိုင်ဖူးတွင်နိုင်ပါသည်ပြည်တိချခဲ့လေဒီဆရာတော်သာသနာတော်အတွက်ထူးခြားစွာစွမ်းစွမ်းတမန် ဆောင်ရွက်လမ်းညွန်ခဲ့သည့်လေဒီဆရာတော်ဖျားသည်သခိုင်းတိုင်းရွှေဘိုခရိုင်ဒီပရင်မြို့ဆိုင်ပြင်ကြီးရွာဇာတိဖြစ်သည်ဆရာတော်သည်အရေးအဟောအကျင့်ကောင်းကြီးစာပေအလွန်တတ်သည့် ပိဋကတ်ဘာရဂူကြီးဖြစ်သည်မြန်မာတနိုင်ငံလုံးနွားသားရှောင်းကျင်ရေးကိုလုံစောဟောကြားသွားခဲ့သည်တန်ခိတ်အသင်းများတည်ထောင်ပြီးအဘိဓမ္မာသာသနာ ပြန့်ပွားအောင်လဲဆောင်ရွက်တော်မူခဲ့ပါသည်ဒီဝိနည်းကျမ်းစာကဗျာများမေတ္တာစာသုံးပါးစာအမျိုးမျိုးကို ရေးသားပြုစုသွားသည့်ပရာဟိတလမ်းညွန်ပုဂ္ဂိုလ်ကြီးလည်းဖြစ်သည်လွတ်လပ်ရေးခေတ်မဟာကန္တာယုံဆရာတော်ဆရာတော်ကြီးသည် ဗုဒ္ဓဘာသာသာသနာတော်နှင့်ပတ်သက်၍အကာကိုပြည့်အနှစ်ကိုယူတတ်အောင်ပြုပြင်လမ်းညွန်ပေးလေရှိပါသည်။သာသနာကြီးကိုလည်းဖရာအလိုတော်ကြစီကံအကောင်းဆုံးဖြစ်အောင်ထူထောင်ခဲ့ပါသည်။အလူဒါနပြုရာတွင်တဘာဝထဲလွန်ခဲ့ပြီးပကာသနာမဆွက်ရန်ဆုံးမညွန်ကြားခဲ့သည်။အနာဂတ်သာသနာရေးဘာသာသွေးရဏဂုံကြီးကိုကျင့်အပိဓမ္မာစသည့် ကျမ်းစာအုပ်ပေါင်းများစွာကိုရေးသားကသာသနာတော်ကိုအခြေခံမှစပြီးညှင့်တင်နှံ့ညွန်ခဲ့သည်ပြန်လည်တော်မူသည့်နေ့အထိစာချပြီးသာသနာတောင်းကိုထမ်းဆောင်သွားခဲ့ပါသည်လွတ်လပ်ရေးခေတိပိကဒရဆရာတော်တိပိတကဒရဆရာတော်အရှင်ဝိစိတ်တာတာရာပြီးဝန်သားဤသီလတမာတိပညာနှင့်ဇွဲလုံးလာတို့မှာအန်ချီမကုန်နိုင်အောင်ကြီးမားလာပါသည် ကဘာပေါ်တွင်အမြင့်ဆုံးစာမွေးပွဲဖြစ်သည့်ပိဋကတ်သုံးပုံစာမွေးပွဲကို စာမျက်နှာစုစုပေါင်း8029မျက်နှာရှိဝီနီတုတ်တန်အပိဒံမှာပိဋကတ်တော်များကို သဘောရေးပြနေတကားနှုတ်ရအာဂုံပြန်ဆိုကအောင်မြင်တော်မူခဲ့ပါသည်စာမျက်နှာပေါင်း9516မျက်နှာရှိသည့်မဟာဗုဒ္ဓဝင်ကျမ်းကြီးကိုလည်းပြုစုတော်မူခဲ့ပါသည် ုင်ငံတော်တန်ခါမဟာနာယကအဖွဲ့အကျိုးတော်ဆောင်ချုပ်တောင်းကိုယူကာမန္တလေးနှင့်ရန်ကုန်မြို့တို့တွင် နိုင်ငံတော်ပြရတိသာသနာ တက္ကသိုလ်ကြီးများဖွင့်လှစ်နိုင်ရန်စွမ်းဆောင်ပေးတော်မူခဲ့ပါသည်။